ရှင်ကကျမကိုမသိပင်မဲကျမကတော့ရှင်ကိုသိတယ် ။သူမကတပြင်းကိုချလိုက်ပြီးရှေ့ရွက်ကြပန်းကိုကြည့်လိုက်ပါလေ။ပြီးတော့သူမရဲ့ဖယ်လန်းနဲ့ကြာရွက်တရွက်ကိုဆွဲထုတ်လိုက်ပြီးရှေ့ကိုညစ်သားစွာနဲ့ပစ်လိုက်ပါလေ။ဗီဒီယိုလေးမဆက်ခင် YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပြီးတော့ဆုတင်ပါလေ။ကြာရွက်ကရှေ့ကိုပြန်သွားပြီးမှွန်းချိုင်တဲ့အနှမ်းကိုထုတ်လုပ်လိုက်ပါလေ။မြ мян ဆန်နဲ့ကြီးဖလာပြီးပေရပေါင်းများစွာအရွယ်စားရှိလာကဝင်လင်းစီကိုညစ်သားစွာနဲ့ကြာဆင်းလာပါလေ။ဝင်လင်းရဲ့ပပက်လေပေတရာကွာမှာကျေလောင်တဲ့ပတ်ခွေးစံတစ်ခုကလည်းထွက်လာပါလေ။အစွန်းထက်တဲ့အချိန်ကတစ်ခုကပေတရာကွာကိုဝင်းရထားသလိုပါပဲ။ထိုနေရာထဲကအရာအလုံးကပြုတ်ကွဲသွားတော့မဲ့အတိုင်းပါပဲ။ဝင်လင်းရဲ့ခြေအောက်မှာအ ကွဲတန်နေရလဲထွက်ပေါ်လာပြီးကြီးမားတဲ့အကွဲကြောင်းတစ်ခုကပေါ်လာပါတယ်လီဟာနေရနေအစွမ်းထက်တဲ့ဆွာတစ်ခုကသူ့ကိုအကွဲကြောင်းလေးကိုတွန်းချဖို့အတွက်ကြိုးစားနေသလိုပါပဲ ်မင်းရနားမလဲလေဟာနေနဲ့အတူပျောက်ကွယ်သွားလိုက်တော့အပြောင်ဝင်းုံနဲ့အမျိုးသမီးကဘယ်လောက်ကိုချလိုက်ပါလဲသူမရဲ့မျက်လုံးထဲကရှုပ်ထွေးတဲ့အကြည့်ကဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါလိမ့်ဝင်းလင်းရဲ့မျက်လုံးတွေကလည်းကျဉ်းသွားပြီးသူ့အဖို့ဖီးယားတစ်ခုကကြောက်လာတာကိုခံစားလိုက်ရပါတယ်ထိုဖီးယားအောက်မှာသူ့ရဲ့ခန္ဓာကိုယ်ထဲကမူလဆွမ်းအင်ကပိတ်ဆို့နေတာကိုတွေ့လိုက်ရပါတယ်သူ့ရဲ့ပက်လက်ကမင်းနဲ့နေတဲ့လေမုန်တိုင်းကအဟစ်ပြီးအထဲကမင်းနဲ့နေတဲ့ငကားနှကောင်ကလည်းဂျပန်ရွက်စီကိုတဟုန်တူပြင်းဝင်သွားပါတယ်ငကားတွေကအဟစ်ပြီးအစ္စရဲလီမျိုးကိုထွက်လွတ်လိုက်ပါတယ်သူကတော့ဂျပန်ရွက်ကမရက်ပဲပို့ပြီးတော့မျက်စမ်းလာပါတယ်ဝင်းလင်းရဲ့ခြေ ရှီယောက်ကအကွဲကြောင်းကလည်းပူကြီးလာပြီးအထက်ရနေအစ္စရဲလီများထွက်လာပါတယ် ထိုအချိန်မှာပဲမင်းနဲ့တဲ့နဂါးနှကောင်ဟာကြာပန်းရွက်နဲ့တိုက်မိသွားပါတယ်။ကျေလောင်နဲ့ပောက်ကွဲထက်တန်တစ်ခုနဲ့အတူမင်းနဲ့တဲ့နဂါးနှကောင်ဟာတုံ့လုသွားပြီးအနည်းရောအငွေ့တွေအဖြစ်ပြိုကွဲသွားကနောက်ကိုပြန်ပြီးတော့တုံ့ပို့ခံရပါတယ်။နောက်တစ်ခုကတော့အစ္စရဲလီမျိုးကိုထုတ်လိုက်ပြီးမှကြာပန်းရွက်ကိုဘာမှမလုပ်နိုင်ပါဘူး။ကြာပန်းရွက်ကအလုံးကိုဆွဲယူပြီးအစိမ်းရောက်အလင်းကြီးအားထွက်လာပါတယ်။ထိုအစိမ်းရောက်အလင်းကပြန့်နေသွားတဲ့အခါဖီးယားကပို့ပြီးတော့ပြင်ထက်လာပါတယ်။ထိုဖီးယားအုပ်မှာမင်းနဲ့တဲ့လီမုန်တိုင်းကတော့ပြိုကွဲသွားပါတယ်။ဘာနီးပညာမျိုးလဲ။ဝင်လင်းရဲ့မျိုးလုံးကြီးကတောက်ပွားလာပြီးသူ့ရဲ့လက်မောင်းလေးကိုစံတန်လိုက်ကမိုးစိမ့်ခေါ်ခြင်း သူကဟိလိုက်ပါတယ်။ကောင်းကင်အီဂရီဘိုင်ဖန်စီကနေတင်ယူခဲ့တဲ့ဒူရီယာမြောက်နီးပညာကိုဝလင်ကပထမအုပ်ဆုံးအချိန်အသုံးပြုလိုက်တာပါ။သူကထိုစကားကိုပြောလိုက်တာနဲ့ကဘာတီရဲ့မူလဆွေရင်ကလက်ကြီးတစုံနဲ့မှွှင်နှောက်ခံလိုက်ရသလိုဖြစ်ပြီးအမြင်မဲ့ဆူဝေးလာပါတယ်။ဝလင်ရဲ့ခနာကိုရှိမှရေမြူပပလေးတွေကလည်းပေါ်လာပါတယ်။သူကလက်ကိုဆန်းထုတ်လိုက်တော့မင်းနဲ့နေတဲ့မြူရီထဲကိုအသက်သွင်းလိုက်သလိုပါပဲ။ဝလင်ရဲ့ပလက်မှာချက်ချင်းပဲဝေကီရဲ့တစ်ခုကဖြစ်လာပြီးအမြင်ဆန်တဲ့လေပတ်လာပါတယ်။ ကဘာတီထဲကမူလဆွေရင်နေမင်းနဲ့နေတဲ့အမှွေထဲမှာစူဝင်နေတော့မူဆက်တွေကစရိုက်ကိုဖြစ်လာပါတယ်ဝင်လင်းရဲ့ခနာကူကနေကောင်းကင်မူလဆွေရဲ့အနေငယ်ကလည်းထွက်လာပြီးကဘာတီနဲ့ဆက်တွေ့လိုက်ပါတယ်မျက်စိတမိတ်အတွင်းမှာပဲဝင်လင်းရဲ့ပက်လက်ကမင်းနဲ့နေတဲ့ဝဲကက်ထဲမှာမူဆက်တောင်းချီရာဖြစ်လာပါတယ်မူဆက်တစ်စက်ချင်းစီမှာအစွမ်းထက်တဲ့စွမ်းအားတွေကပေါင်းဝင်ပါတယ်ထိုဝဲကက်ထဲမှာကောင်းကင်ဝဉဉ်စွမ်းအားကရှိနေရာကြောင့်ဝင်လင်းကကောင်းကင်တမန်တစ်ပါးလို့ပါပဲသူ့ရဲ့လက်မောင်းလေးကိုစတန်နာပြီးကျယ်လေးရဲ့ချားမှာပြင်ဝင်နေပါတယ်သူ့ရဲ့ပက်လက်ကမင်းနဲ့တဲ့လေတွေကယူတုတုလိုလေးပတ်နေပြီးမွေးရည်ဇက်တွေဖြစ်ပေါ်လာကသူ့ ူးရဲ့ပလက်မှာပြန်ဝင်နေပါတယ်မိုးဆက်တွေကဖန်ကွဲစားလို့ပဲအဝေးကနေကြည့်ရင်အလုံးမလှပပါတယ်ထိုးချိန်မှာဝလင်းကလက်ကိုဝင်ရလိုက်ပါတယ်သူကလည်းဘိုးပြုတ်ပြီးဝဲကြီးကတလုံးတော့ကပြောင်းပြန်လေပတ်လာပါတယ်မိုးကျိုးပိတန်နဲ့ဒကြင်းကြင်းတန်များကလည်းထွက်လာပြီးအပေါ်မြင့်တက်သွားပါတယ်ကောင်းလေးနဲ့ချိန်ဆက်ဖို့အတွက်ပေတရာရွယ်ဝဲကြီးတစ်ခုကအပေါ်မြင့်တက်သွားသလိုပါပဲဒကြင်းကြင်းတန်တွေကစရိုက်ကိုထပ်ပေါ်နေပြီးဝဲကြီးကဝလင်းကိုအပေါ်ဆွတ်တင်သွားပါတယ်ဝလင်းရဲ့ပုံရင်းကိုလည်းမိတ်တုံမိတ်တုံပဲမြင်ရပါတယ်ဝဲကြီးကမြင့်တက်လာတဲ့အမျှမိုးဆက်တသိန်းကတခုံတိုးထွက်လာပါတယ်မြေကြီးကလည်းက ုံးလေးဖြစ်သွားသလိုမိုးစရိယာလေထဲမှာတူဝီဝီနဲ့မြည်ရှိနေပါတယ်။မိုးကမြေကြီးကနေဖြစ်လာပြီးကောင်းကင်ကိုပြန်တက်သွားကကောင်းကင်ရဲ့အဆုံးမှာပြတ်ကွက်သွားပါတယ်။ဝန်လီရဲ့မျက်လုံးထဲမှာမိုးကျူရဲ့ရေအောင်နေရာရှိပေမဲ့သူကထိန်ချုပ်ထားပါတယ်။ထိုနေရာမှာသူ့ရဲ့တကယ်ကျဉ်ကျက်မှုအဆင့်ကိုဖော်ထုတ်ဖို့အတွက်မလိုအပ်ပါဘူး။ဝေကီရဲ့မိုးစက်တောင်ကကြပန်းရွက်ဖို့တက်တက်ဖိချလိုက်ပါတယ်။ ဝေကရက်ကဂျပန်ရွက်စီကိုအရင်ရောက်သွားပြီးတွန်းလို့စီပါတယ်ပြီးတော့မူဇက်တတောင်းကဂျပန်ရွက်ပို့ကိုကြောက်လာပါတယ်မူဇက်တွေကရွက်ပို့ကိုကြောက်တဲ့အတန်ပြင်းထလာပြီးရွက်ကရုတ်တရက်ဖြုတ်ခွဲသွားပါတယ်ဂျပန်ရွက်ရဲ့ဖြုတ်ခွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့တုန်ခါမှုကိုဝေကရက်နဲ့မူဇက်တွေကဖြုတ်ခွဲလိုက်ပါတယ်ဝလင်းပေါ်အားဖီအားကလည်းပြောက်ကွက်သွားပြီးသူ့ရဲ့လက်နဲ့လက်တစိတ်တစ်ခုကိုဖဲကအပြောင်ဝှေ့ဆုံတဲ့အမျိုးသမီးကိုလက်ညှိုးနဲ့ထိုးလိုက်ပါတယ်မိုးစင်းကော့ဂျင်းကနေဖြစ်လာတဲ့ဝေကရက်နဲ့မူဇက်တွေကဝလင်းကိုဖျက်ချော့ပြီးအပြောင်ဝှေ့ရုံနဲ့အမျိုးသမီးစီကိုတဟုန်တိုးပြေးဝင်သွားပါတယ်ထိုးအချိန်မှာသွေးနှံဖျားနဲ့သွေးလူသားကိုရှုံးနေနေ နဲ့အနေအောင်နဆိုးသူတော်စင်ကအမြင်မဲ့ထွက်ပြေးသွားပါတယ်သူကဝင်လင်းစီကိုတခုံတိုးပြေးဝင်လာပါတယ်ဝင်လင်းရဲ့မျက်လုံးတွေကလည်းတပ်ပသွားပြီးနောက်မဆုတ်ပဲဆုတ်ခွာသွားပါတယ်အမျိုးသမီးကိုတပ်ဖို့အတွက်ကြိုးစားနေရင်ပဲတကယ်တမ်းမှာတော့တပ်ဖို့မရွယ်ပါဘူး ထူတိုက်ပွဲမှာရှူမှုအနေနဲ့စူးစမ်းနေရဆိုတာကိုပဲပြသဖို့လိုအပ်ပါတယ်။ဒါဝရင်သူ့ရဲ့အရင်အောင်မြင်မှုနဲ့ဆိုရင်ကျန်တာတွေကိုကျော်လွှားနိုင်ပါတယ်။ဝလင်ကဆုတ်ခွာသွားတဲ့အခါအပြောင်အဝေးုံနဲ့အမျိုးသမီးရဲ့မျိုးလုံးတွေမှာအိဆက်မှုချင်းရောတစ်ခုဟာဖြစ်ပြီးသွားပါတယ်။သူမရဲ့ညာလက်ကခုနှစ်ရဲ့ကြာပန်းကိုညှို့လိုက်တော့မိုးစင်းခော့ချင်းကိုပိတ်ဆို့ဖို့အတွက်ပုံရိပ်ကြာပန်းတစ်ခုဟာပွင့်လာပါတယ်။တိုက်ပွဲကိုကြီးလိုက်တော့မဟာမိတ်တပ်တွေဟာအချင်းချင်းမကောင်းဆိုတာသိလိုက်ရပါတယ်။ဒါဝရင်သူမကစိုးမိနေပါဘူး။ထိုအရာတကယ်တိုက်ပွဲမဟုတ်သေးဘူးဆိုတာသိနေလို့ပါ။ထိုအရာအဆပဲရှိပါသေးတယ်။ကြောက်စိမ့်လို့လက်ကိုမြောက်ပြီးလက်စိမ့်တစ်ခုကိုဖယ်လိုက်ကမူကောင်းက 朋友们，多多来飘来吧的，接收飘飘，共一百八。 အလင်းတစ်ထောင်နဲ့ပဲသူမကပြောပြတာနဲ့ကီလိုမီတာ90ပုံစံရှိတဲ့အေယာမပုံစံအစီရင်တစ်ခုကသူမရဲ့ရှေ့မူကောင်းကင်မှာပေါ်လာပါတယ်ထိုပုံစံအစီရင်ကဇောက်ထူးဆွဲထားပြီးမြန်မြန်ဆန်နဲ့လည်နေပါတယ်အနေရောင်နဲ့ခံရောင်အငွှေးတွေရဲထွက်လာပြီးပုံစံအစီရင်ကနေခံရောင်ကြိုးကြိုးကရုတ်တရက်ပြုတ်ချလာပါတယ်အောက်မှာရှိတဲ့ကောင်းဝင်းတစ်ခွင်ကျင်းသူတယောက်ကရှောင်းလို့မမီလိုက်ပဲကျိုးနဲ့ထိမှန်သွားပါတယ်သူရဲ့ခန္ဓာကိုယ်ကလည်းချက်ချင်းပြုတ်ကွဲသွားပြီးဝိညာဉ်ကကျိုးနဲ့ပိတ်မိသွားပါတယ်အဝေးကထိမှန်ဆိုရင်တော့ကျင်းကျင်းသူရဲ့ဝိညာဉ်ကကျိုးမှကတ်နေသလိုပါပဲဘလောက်ပဲရုံကတ်နေပါစေလွတ်မြောက်လို့မရပါဘူးနောက် ောက်ထပ်ကြိုးတစ်ချောင်းကလည်းပုံစံအစီရင်ကနေထွက်လာပြီးတွဲလောင်းကြနေပါတယ်ကြိုးတွေကတစ်ချောင်းပြီးတစ်ချောင်းကျလာပြီးတခဏလေအတွင်းမှာပဲကြိုးပေါင်း၁၀၀ကျော်ကအနီးနားတစ်ခွင်မှာလွှမ်းခြုံသွားပါတယ်ထိုအချိန်မှာပုံစံအစီရင်တွေကနေတိတ်တဆိတ်နဲ့မိဟီတန်တစ်ခုကထွက်လာပါတယ်ထိုအတန်ဆုပ်ပြဲသွားသလိုခန်းစားရစီပါတယ်ကြားလိုက်ရတဲ့အခါဝင်းညင်းကိုဆွဲဖက်နေသလိုပါပဲလူတယောက်ရဲ့ပုံစံကလည်းထွက်လာပါတယ်ထွက်လာတဲ့အချိန်မှာအပုံနံကအနီးနားတစ်ခွင်ကိုပြင်းထန်သွားပါတယ်ထိုလူကပီတရာမြင့်မီခင်ရောက်တစ်ခုလုံးမှာပဲထိုရာအသက်ရှင်နေတဲ့သတော်မဟုတ်ပဲအလောင်းမှာထိုအလောင်းမှာကျိုးတွေအများကြီးကပထားပါတယ်အစိုးရတွဲလောင်းကြနေတဲ့ ကျိုးတွေကသူ့ရဲ့အလောင်းမှာပတ်ထားတဲ့ကျိုးတွေပါထိုအလောင်းကသဘောအတိုင်းဖြစ်ပေါ်လာတာမဟုတ်ပါဘူးဒီပညာတစ်ခုနဲ့အလောင်းသိအများစွာကနေတန့်စင်လာပါမဟာမိတ်တပ်မှာထိုအရာကိုတော့တန့်စင်အလောင်းလို့ခေါ်ပါတယ်ထိုအရာအလင်းတစ်ထောင်နဲ့ပဲရနေသဘောအတိုင်းဖြစ်ပေါ်လာတာဖြစ်ပြီးအလောင်းခိုင်းကအလောင်းကိုပမိုးပေးပါတယ်နှစ်ပေါင်းထောင်ချီကာလအတွင်းမှာ၁၈ခုကိုပဲဖန်တီးနိုင်ခဲ့ပါတယ်အလောင်းတစ်ခုစီမှာနိဗ္ဗာန်အမြန်အောင်ကျဉ်ညံ့မှုနှောက်ပိုင်းအစဉ်ကျဉ်ညံ့သူတယောက်ရဲ့အစွမ်းနဲ့ညီများတဲ့စွမ်းအားကရှိပါတယ်ပထမဦးဆုံးပေါ်လာတဲ့တန့်စင်အလောင်းကသူ့ရဲ့ခန္ဓာကိုယ်မှာပထားတဲ့ကျိုးတွေကိုလှုပ်ခပြီးဟင်းဟောက်လိုက်ပါတယ်ထိုဟင်းတန့်ခန္ဓာကို ထိုးဖောက်ဝင်ရောက်ပြီးဝင်းညင်းကိုတိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။တန်းစင်အလောင်းကဟင်းရောက်ရင်ကျဉ်ကျဉ်သူဒဇူးစီကိုဝင်ရောက်တိုက်ခိုက်ပြီးဂျူးရီကိုဝင်ရလိုက်ပါတယ်။ဂျူးရီရတော့သူ့ရဲ့အပြေးထန်စွာလက်နက်တွေဖြစ်လာပါတယ်။အနီးနားတဝိုက်ကိုလွှဲထုံသွားတဲ့အခါလီပီးတစ်ချက်ကပေါ်လာပါတယ်။ကျဉ်ကျဉ်သူအများပြားကလည်းမရှင်းနိုင်ပဲဆုတ်ခွာသွားကြရပါတယ်။ထိုးအချိန်မှာပဲဒုတိယတန်းစင်အလောင်းကပုံစံအစင်ကနေထွက်လာပါတယ်။ဟင်းဟောက်ရင်တိုက်ပွဲကွင်းထဲကိုဝင်ရောက်သွားပါတယ်။တန်းစင်အလောင်းတွေကတယောက်ပြီးတယောက်ထွက်လာတဲ့အခါတိုက်ပွဲအခြေအနေကဗျုံမြန်ဖြစ်လာပါတယ်။နောက်ဆုံးတန်းစင်နားတဲ့အလောင်းသုံးခုကထွက်လာတဲ့အခါပို့ပြီးတော့တိကျပါတယ်။သူတို့ကခင်ရမဟုတ်ပါဘူး။နှစ်ယောက်က င့်ငွေရောင်နဲ့တယောက်ကရွှေရောင်တောက်ပန်းနေပါတယ်ငွေရောင်တန်းစဉ်အလောင်းတစ်ခုကတော့မြို့သားနဲ့မြို့သူကြီးမှာသူတို့မှထုံထိုင်တဲ့အမူအရာတွေရရှိပေမဲ့သူတို့ရဲ့ခန္ဓာကိုယ်တွေကပုံမှန်လူရဲ့ခန္ဓာကိုယ်အရစားပါပဲငွေရောင်အင်းကြီးကိုလည်းဝှစ်စင်ထားပါတယ်ကျိုးလေးကိုလည်းပထားသေးပေမဲ့နှောင်းပါပဲသူတို့ကပေါ်လာတဲ့အချိန်မှာနိဗ္ဗာန်တန်းစဉ်သူကိုအစောပိုင်းကျဉ်းကျဉ်းသူရဲ့အချိန်မှာကိုထွက်လို့နေပါတယ်နောက်ဆုံးတန်းစဉ်အလောင်းကိုတော့အလောင်းလို့တော့ပြောလို့မရပါဘူး ူကတလက်ပိုင်မြူသားတယောက်ဖြစ်ပြီးငကားရိုးပုံနဲ့ဝင်းရုံကိုဝစ်စင်လာပါတယ်လူသားဧကရေတပားလို့ပါပဲသူ့မှာကြိုးရီကိုမပတ်ထားပါဘူးသူ့ရဲ့ခေါင်းပေါ်မှာအဝိုင်းရောင်ဒစိမ့်၅ခုပါရှိပါတယ်ဒစိမ့်ကြီးရဲ့ချားမှာအလင်းရောင်အပြည့်တရားဖြစ်ပေါ်နေပါတယ်ငါးဒစိမ့်စွားရီကသူ့ရဲ့ခန္ဓာကိုယ်ကနေထွက်လာပါတယ်ဝလင်းကထိုလ်လူကိုမြင်လိုက်တဲ့အချိန်မှာငါးဒစိမ့်နဲ့သူ့ပထမအဆုံးတွေ့ခဲ့တဲ့အနီရောင်လေးပြောက်ကိုချက်ချင်းပဲသတိရသွားပါတယ်ငါးဒစိမ့်ဝိညာဉ်ခန္ဓာဝလင်းကပို့ပြီးတော့မြင်မြန်ဆုခတ်သွားပါတယ်ကျေစုစနစ်နှစ်ခုကြားကြီးမားတဲ့တိုက်ပွဲမှာသူ့ရဲ့ချင့်ချက်မှုအစင်နဲ့တိတ်ပြီးတော့ရင်မပနိုင်ဘူးဆိုတော့ဝလင်းကသိပါတယ်ထို့ကြောင့်အစ ာတွေကကိုယ့်ကိုယ်ကောက်ွယ်ဖို့အတွက်ပဲအဓိကထားခဲ့တာပါအချိုးရှင်းရင်ရယူမယ်မရှင်းရင်တော့အသက်ရှင်ဖို့အတွက်ပဲအာရုံစိုက်ရပါမယ် ကိုကြီးချင်းရွှေရောဘာမှလည်းမသိဘူးဒါပေမဲ့အနီးနားမှာရှိနေမယ်လို့တော့ငားယုံကြည်တယ်ဝင်လင်းကဆက်ပြီးတော့စုခွနေရင်ပဲအပြောင်ဝိဆုံတဲ့အမျိုးသမီးကတော့လှုပ်ပေးဖို့အတွက်အစီအစဉ်မရှိပါဘူးကြောက်စင်းလို့လက်ကိုညှို့လိုက်တော့တန်းစင်အလောင်းတစ်ခုကဝင်လင်းကိုစိုက်ကြည့်ပြီးလိုက်လာပါတယ်ဝင်လင်းရဲ့မျက်နှာကလည်းမှိုင်မဲသွားပါတယ်လက်ရှိခန္ဓာကိုယ်နဲ့နီးပညာဒီနဲ့ကနိဗ္ဗာန်အမြန်ရုံအလေအဆင်ကျဉ်းသူတွေကိုရင်ဆိုင်ရရင်အနိုင်ရပါသေးတယ်ဒါဝါရင်နိဗ္ဗာန်အမြန်ရုံနောက်ပိုင်းအဆင်ကျဉ်းသူတွေကိုရင်ဆိုင်ရရင်တော့အနိုင်ရဖို့အခွင့်အရေးရဖို့အတွက်သူ့ရဲ့စွမ်းရည်အားလုံးကိုအသုံးပြုရမှာဖြစ်လို့မတိချာမှုတွေကအများကြီးရှိနေပါတယ်ထို့ကြီးမားတဲ့တိုက်ပွဲမှာ ှာသူ့ရဲ့စွမ်းရည်အားလုံးကိုအသုံးပြုဖို့ကမိုင်မိုင်ရချပါတယ်ဒါအပြင်ဒဏ်ရာသွားမယ်ဆိုရင်လည်းချက်ချင်းပဲအန္တရာယ်များတဲ့အခြေအနေကိုရောက်ရှိသွားနိုင်ပါတယ်ဝန်လင်းရဲ့အစီအစဉ်ကတော့ဖျော်ဖျဲဖြစ်နေတဲ့အချိန်မှာအခွင့်အရေးကောင်းတစ်ခုကိုရှာပြီးလာမင်းဖိမှန်ဆောင်းဝေးစီကိုမတိမတားနဲ့ဝင်ရောက်သွားဖို့ပါအဲ့နောက်မှာတော့ရှေးအောင်နှဖျားကလေးရဲ့မူလအနှစ်စွမ်းရည်ကိုရယူဖို့ပါဆုတ်ခွာနေတဲ့အခါတန်းစင်အလောင်းကလိုက်လာပါတယ်တန်းစင်အလောင်းကကျိုးလေးကိုဝင်ရန်ပြီးဝန်လင်းကိုလမ်းဖွင့်လိုက်ပါတယ်ဝန်လင်းရဲ့မျက်လုံးလေးမှာအစ်စရဲရဲတစ်ခုကလည်းဖျက်ပြေးသွားပြီးလာမင်းဖိမှန်ဆောင်းဝေးစီကိုတဖြည်းဖြည်းနဲ့နီးကပ်လာပါတယ်လာမင်းဖိမှန်ဆောင်းဝေးစီကလည်းတက်တက်ဆိတ်မီဟီ တန်များလည်းထွက်လာပါလေမဟာမိတ်တပ်ကထိုချင်းချင်းသူတွေနဲ့တင်လာမင်းဖိမန့်ဆောင်းမွေကိုချုံ့နှောက်ထားနိုင်မယ်လို့ဝန်လင်းကမြုံကြည့်ပါဦးလာမင်းဖိမန့်ဆောင်းမွေရဲ့ဒေါသအားသာပေါက်ကွဲထွက်လာမယ်ဆိုရင်အရာအလုံးကပြုတ်ကွဲသွားပါလိမ့်မယ် ထိုတစိမ့်ခက်ပုံစံအစီရင်နဲ့လာမင်းဖိမ့်မှန်ဆောင်းမွေကိုချုံ့နှုတ်ထားလို့မရပါဘူးခနာအချမှာဝယ်လင်းကလာမင်းဖိမ့်မှန်ဆောင်းမွေကိုချုံ့နှုတ်ထားတဲ့အနေရောက်အယုံကုန်စီကိုရောက်လာပါတယ်ရှန်ကုန်မိသားစုရဲ့ဘိုးဘီကချင်းချင်းသူတွေကိုဦးဆောင်ပြီးအနေရောက်အခွန်တွေကိုအစမပြတ်တိုက်ခိုက်နေပါတယ်ဝယ်လင်းရဲ့ရောက်လာမှုကိုဘယ်သူကမှသတိမထားမိပါဘူးတန်းစဉ်ရုပ်လောင်းရလေဝယ်လင်းကိုဆက်လိုက်နေပြီးပို့ပြီးတော့နီးကပ်လာပါတယ်သူ့ရဲ့ပက်လက်ရာကျိုးတို့ချောင်းကဝယ်လင်းစီကိုပြုတ်လိုက်ပြီးလေထဲမှာကျိုးရဲ့တဝီတန်တရာဝယ်လင်းရဲ့နားထဲကိုရောက်လာပါတယ်ဝယ်လင်းရဲ့မျက်လုံးထဲမှာအစ်စရဲအရေးတစ်ခုကရှိနေပါတယ်သူက AAC နဲ့နောက်ဆုတ်ပြီးလာမင်းဖိမ့်မှန် ံစောင်းမွေကိုစိတ်ခတ်ထားတဲ့အနေရောက်ရေကုန်ကိုထိလိုက်ပါတယ်အခွန်ကိုထိလိုက်တဲ့အချိန်မှာပဲရှီယောင်းနှဖျားရဲ့အချိန်မှာအနေငယ်ကိုထုတ်လိုက်ပါတယ်ထို့အချိန်မှာပဲအခွန်နေရနေလာမင်းဖိမ့်မှန်စောင်းမွေကရှီယောင်းနှဖျားရဲ့အချိန်မှာကိုတရှိလိုက်ပြီးယူတုတ်သွားပါတယ်လာမင်းဖိမ့်မှန်စောင်းမွေရဲ့ဟင်းရောက်တန်အကောင်းကြီးအောင်တော်တလုံးစီနိုင်ပါတယ်လာမင်းဖိမ့်မှန်စောင်းမွေရဲ့ဒေါသရှီယောင်းနှဖျားရဲ့လက်ချောင်းလို့ပဲပို့ပြီးတော့ဒေါသထွက်လိမ့်လေဒီပညာပို့ပြီးတော့ဆွန်ထက်လိပါအခွန်နေရမိုးကြိုးပစ်တလို့အတန်အားလည်းထွက်လာပြီးအကွဲကြောင်းနေမီးမတွန်းနိုင်အောင်ပို့လာပါတယ်အခွန်ထဲမှာမြုံနိုင်စရာစွမ်းအားတစ်ခုကထွက်လာတယ်လို့ပါပဲချက်ချင်းပဲအနေရောက်အခွန်ကပြုတ်ကွဲသွားပါတယ်ပြုတ် ွဲသွားတဲ့အချိန်မှာရှီယောင်းနှဖျားရဲ့ကြမ်းတမ်းတဲ့လက်ချောင်းလက်ချောင်းကလည်းထွက်လာပါတယ် မြောက်ပိုင်းဒေသမှာလာမင်းဖိမှန်ဆောင်မွေကသူ့ရဲ့အထူးမရှိနိုင်တဲ့နှီးပညာကိုပထမဆုံးအကြိမ်အဖြစ်အသုံးပြုလိုက်ပါတယ်။ထိုနှီးပညာသူ့ရဲ့ဒေါသကြောင့်ပေါ်ပေါက်လာတာဖြစ်ပြီးထိုနေရာမှာရှိတဲ့ချင်းချင်းတွေကိုသူ့ရဲ့မြုံနိုင်စရာစွမ်းအကိုခံစားရစီပါတယ်။အထုလူတွေကအရင်ကလာမင်းဖိမှန်ဆောင်မွေကိုရှော့တက်ထားပါတယ်။ဒါမှမဟုတ်ချင်းချောင်းမှုတစ်ခုအဖြစ်မြူစားခဲ့ဦးဆိုရင်ဒစိကပြုတ်ခွဲသွားတဲ့အခါထိုတွေးအလုံးကိုဆွန့်လွှတ်လိုက်ကြပါတယ်။ကျန်တာကတော့ဝိညာဉ်ကြီးရဲ့တုံလုံးချောက်ချမှုပါ။ထိုအချိန်မှာလာမင်းဖိမှန်ဆောင်မွေရဲ့ပက်လက်ကအနေရောက်ရေကုန်မှာအကွဲကြောင်းတွေအများကြီးအပေါ်လာပါတယ်။အစိပ်ပိုင်းတွေမီးမတွန့်နိုင်အောင်လေထဲကို လူဆင်သွားပါတယ်အနေအောင်ရေကုန်အစိပ်ပိုင်းတွေကအားကောင်းတဲ့တွန်းအားနဲ့ပြန်ကျဲသွားပါတယ်အချို့ချင်းချင်းသူတွေကရှောင်းလို့မမီလိုက်ပဲအစိပ်ပိုင်းတွေလည်းထိမှန်သွားပါတယ်သွေးများလည်းထွက်လာပြီးခန္ဓာကိုယ်တွေကပြိုကွဲသွားပါတယ်ဝိညာဉ်တွေကတော့လွတ်မြောက်လို့မရပါဘူးအချို့လူတွေဆိုရင်အစိပ်ပိုင်းရဲ့အစုံနဲ့ထိမိပြီးခန္ဓာကိုယ်ကနှစ်ချမ်းကွဲသွားပါတယ်သွေးမုန့်တွေကလည်းထုံရတဝိုင်းမှာပြင်းထန်သွားပြီးထိတ်လန့်ဖွယ်ရာမြေကွင်းတစ်ခုကဖြစ်လာပါတယ်ထိုရာအလုံးကြောင့်ပုံဝင်ကျင့်ရာခဏတာတိတ်ဆိတ်သွားပါတယ်မျိုးလုံးအလုံးကထိုနေရာကိုပဲအာယုံဆိုင်နေတယ်လို့ပါပဲဒါဝရင်ထိုတိတ်ဆိတ်မှုထဲမှာရှေခေကာလာဟင်းအုပ်တန်တစ်ခုကအနေအောင်ရေကုန်တွေကနေထွက်လာပါတ ထိုဟင်းရောက်တန်ရှေးအောင်နှဖျားရဲ့ဟင်းရောက်တန်နဲ့အတော်လေးဥမာနှိစက်ပါတယ်အထင်ကိုထိုးပေါက်သွားသလိုပါပဲအမြဲတမ်းရှိနေခဲ့သလိုပဲထိုဟင်းတန်မှာအဆုံးမရှိတဲ့ဆွမ်းအားများပြင်းထန်နေပါတယ်ရှေးအောင်နှဖျားရဲ့လက်ချောင်းကလည်းရုတ်တရက်ထွက်လာပါတယ်ရှေးအောင်နှဖျားရဲ့လက်ချောင်းရဲ့ဆွမ်းအားကိုမြေကွင်းနဲ့ဖော်ပြဖို့အတွက်မဖြစ်နိုင်ပါဘူးလက်ချောင်းအောက်မှာကဘာအောင်ပြုတ်ကွဲသွားမယ်လို့ပဲပြောလို့ရပါမယ် ဘဲစွမ်းအားကမှထိုလက်ချောင်းရဲ့စွမ်းအားကိုခုခံလို့မရပါဘူး။အရာအလုံးကထိုလက်ချောင်းရဲ့စွမ်းအောက်မှာပျက်စီးရပါမယ်။ဝင်လင်းနောက်ကိုလိုက်နေတဲ့တန်းစင်ရုပ်အလောင်းကလည်းအန်တင်သွားပါတယ်။သူ့ရဲ့စိတ်ထဲမှာခဏတာဗလာဖြစ်သွားပြီးရှီယောင်နှဖျားရဲ့လက်ချောင်းကိုရင်ဆိုင်ရမယ့်အကျိုးဆက်ကိုချိန်ဆနေပါတယ်။ရှီယောင်နှဖျားရဲ့လက်ချောင်းကထွက်လာတဲ့အချိန်မှာအိဆက်အလောင်းပုတ်ကိုကြောက်သွားပါတယ်။ပောက်ကွဲတန်များကလည်းထွက်လာပြီးအိဆက်အလောင်းမှာပတ်ထားတဲ့ကျူအလုံးကလည်းပြတ်တန့်သွားပါတယ်။အဆုံးရှိစွမ်းအားကြောင့်သူ့ရဲ့ခန္ဓာကိုယ်ရဲ့နောက်ဆုံးဘက်ကနေအနည်းအောင်သွေးရည်အများကြီးအားထွက်လာပါတယ်။သူ့ရဲ့ခန္ဓာတစ်ခုလုံးကနောက်ကိုပြန်ပြီးတော့ဆွဲယူခံရရသလိုပဲခင်ရောက်ရည်ပြားက လည်းချက်ချင်းပဲပြောက်ကွယ်သွားပါတယ်မျက်စိတမိတ်အတွင်းမှာတစုံတရာအရင်ကဆုပ်လိုက်သလိုပဲအနောက်ကအရိုးတွေနဲ့အသားတွေအလုံးကပြုတ်ကွဲသွားပြီးနောက်ဆုံးမှရက်စက်တဲ့အလောင်းအပါပောက်ကွဲသွားပါတယ်ထိုးအဖြည့်ပြတွေဟာဖြည်းဖြည်းချင်းလို့ထင်ရပေမဲ့အသက်ရှူချိန်အနေငယ်အတွင်းမှာပဲဖြစ်သွားတာပါရှီအောင်နှဖျားရဲ့လက်ချောင်းကမရက်မနာရှေ့ကိုဆက်သွားပါတယ်ဝလင်းကတော့အရင်ကဆုပ်ခွက်သွားပြီးပါပြီသူ့ရဲ့မျက်လုံးတွေကတောက်ပသွားပြီးကြီးလိုက်တဲ့အချိန်မှာထိုးလက်ချောင်းရဲ့နောက်မှာမြုံနိုင်စရာရှီအောင်နှဖျားကြီးတပါရှိနေတယ်လို့ခန်းစားရပါတယ်ရှီအောင်နှဖျားကြီးရဲ့ထူးထဲတဲ့လက်တံကလက်ချောင်းကိုရှေ့ကိုတုံပြီးပျက်စီးခြင်းလိုင်းလုံးတစ်ခုကိုဖြစ်ပေါ်စီပါတယ်လာမင်းဖ မြန့်ဆောင်မှုရဲ့ခန္ဓာကိုယ်ကရှေးအောင်နှဖျားလက်ချောင်းရဲ့နှောင်းကိုလိုက်ပြီးရေပွဲလက်တွေမေးမတွန်းနိုင်အောင်ဖျက်ချက်ကအပြင်ကိုထွက်လာပါတယ်။သူ့ရဲ့ဘေးဥပုံခန္ဓာကိုယ်ကနေမြေခိုးတွေအများကြီးရလဲပြင်ကျဲထွက်လာပြီးသူ့ရဲ့ကြောင်မောက်ဖေးရမျက်လုံးတွေကဝလင်းရဲ့မျက်လုံးတွေနဲ့ဆုံသွားပါတယ်။မျက်လုံးချင်းဆုံသွားတဲ့အချိန်မှာဝလင်းကတခခုမှားနေတာကိုခံစားလိုက်ရပါတယ်။ လာမင်းဖိမန့်စောင်းမှုရဲ့မျိုးလုံးတွေကအရင်ဦးမှကြည်လင်နေပြီးဇွေးစွာဖြစ်နေတဲ့အချိန်အောင်လုံးဝမရှိပါဘူး။ဝလင်းကလာမင်းဖိမန့်စောင်းမှုကိုကြည်လိုက်တဲ့အခါသူ့ကိုပြင်ချင်းနေတဲ့လူနောင်ကိုခန်းစားလိုက်ရပါတယ်။လာမင်းဖိမန့်စောင်းမှုလွမြောက်သွားတာကောင်းဝင်းတခွင်ကျဉ်ကျဉ်သူတွေရဲ့စိတ်ဓာတ်ကိုတုံ့ပြန်ပေးလိုက်ပါတယ်။ထိုတိုက်ပွဲကအတက်အကျနဲ့ပြင်းထန်နေပါတယ်။တခါတလေမဟာမိတ်ကအသာရပါတယ်။တခါတလေကောင်းဝင်းတခွင်ဘက်ကအားသာပါတယ်။ အခုချိန်မှာလာမင်းဖိမှန်စောင့်မိကပြန်ပေါ်လာပြီးသူထွက်လို့တဲ့အချိန်မှာကျယ်ရီဝန်အောင်တလုံးစီပါတယ်ရှီအောင်နှဖျားရဲ့လက်ချောင်းကမပြောက်ွက်သွားပြီးအရန်ဟုတ်မြန်တဲ့အမြန်နှုံးနဲ့ရှစ်ဆက်သွားပါတယ်ရှီမှရှီတဲ့ချင်းချင်းသူအလုံးကနီးကက်လာတဲ့အချိန်မှာတော့မပေါက်ွယ်ပဲတစ်ဆုံသွားပါတယ်ဝလင်ကသူ့ဘွားတစ်ချောက်လုံးမှာတဖက်မှုရင်နဲ့ဖျက်တန်းခဲ့ရင်ပဲစစ်ပွဲမှာတစ်ဆုံတဲ့သူအရေးတွက်သူတက်ခဲ့တဲ့လူအလုံးရဲ့အရေးတွက်ထက်ပိုပြီးတော့များပါတယ်ဝလင်ကထုကဲသူစစ်ပွဲမျိုးပထမအဆုံးအချိန်ဂျုံတွေ့ဘူးတာပါဟင်းသားဗရာဂျုံနဲ့မတင်မျိုးမျိုးနဲ့ဆိုရဲစစ်ပွဲကထိုတိုက်ပွဲနဲ့ရှင်မှန်ဆိုရင်ဘာမှမဟုတ်ပါဘူးအချိန်ကြီးရလေဗျောင်းမြဖြစ်သွား ပါရင်ရှေးအောင်နှဖဲရဲ့လက်ချောင်းကလီဟာနေကိုဖျက်ပြီးလွှတ်လိုက်တာနဲ့ရှေးမှာရှိတဲ့ကျင်းကျင်းသူအားလုံးကပြုတ်ကွဲသွားပါရင်နှေးကွေးအောင်တော့မလုံနိုင်ကြပါဘူးရှေးအောင်နှဖဲရဲ့လက်ချောင်းကအနေအောင်နှဆိုးသူတော်စင်စီကိုဥတီသွားပါရင်မဟာမေးဖဲရဲ့အနေအောင်နှဆိုးသူတော်စင်ရဲ့မျက်နှာအမူအရာကလည်းပြောင်းလဲသွားပါရင်ရှေးအောင်နှဖဲရဲ့လက်ချောင်းကနီကလာနဲ့တောင်းမြောက်အန်ချိတ်ပြီးမဲမောင်းနေမြခုများကိုထွက်ထုတ်လိုက်ပါရင်လက်တွေနဲ့ဒစိမ့်တစ်ခုကိုလည်းဖဲလိုက်ပါရင်မဲမောင်းနေတဲ့မြခုတွေကချစ်ချင်းပဲကြီးမားပြီးမဲနေတဲ့ဂျိုးကြငှက်အဖြစ်ပြောင်းလဲသွားပါရင်ထိုမဲနေတဲ့ဂျိုးကြကြီးကသူ့ရဲ့ပါဇက်မှာမဲနေတဲ့အရွက်တွေကိုကိုက်ထားပါရင်ထိုရာပေါ်လာတဲ့အရွက်ကို ုကြစီပါတယ်အရွက်ကယူမှုကြီးထွားလာပါတယ်ချက်ချင်းစုတို့လိုပဲအရွက်ကပေတောင်းကြုံမြင့်ပြီးဘေးဘက်ကိုပြန်ကားလာကအတားစီတစ်ခုကဖြစ်လာပါတယ်ရှီအောင်နှဖျားရဲ့လက်ချောင်းကလည်းနီးကပ်လာပြီးအရွက်နဲ့တိုက်မိသွားပါတယ်ကွဲရဲတံများကလည်းထွက်လာပြီးအရွက်ကမင်းနဲ့အမှွေမြင်နေဖြစ်ပြုတ်ကွဲသွားပါတယ် အနေအောင်နဆိုးသူတော်စင်ရဲ့မျက်နှာကလည်းဖြူဖြော့သွားပြီးသွေးမြောက်ထွေးထုပ်ကဆုတ်ခေါက်သွားပါတယ်။ဒူဝါရင်သူ့ရဲ့လက်ကလီဟာနေစီကိုလှမ်းလိုက်ပြီးတသားပြားကြီးတစ်ခုကပေါ်လာပါတယ်။ထို့တသားပြားကြီးကအရန်ဥမှထူးဆန်းပါတယ်။လက်ပိုက်ပြီးရက်နေတဲ့လူတယောက်ရဲ့ပုံစံပါပဲမျက်နှာကိုမမြင်ရပါဘူး။အဖေအနေနဲ့ဖုံးထားပါတယ်။တသားပြားကြီးကိုထုတ်လိုက်တာနဲ့အနေအောင်နဆိုးသူတော်စင်ကတွန်းဆုံနေခြင်းမရှိပဲပြုတ်လွလိုက်ပါတယ်။အလင်းရောင်အားလုံးကိုမြူထားနိုင်တဲ့မဲနေနေတဲ့အလင်းနဲ့တစ်ခုကတသားပြားကြီးအနေထွက်လာပါတယ်။တသားပြားကြီးကအသက်ဝင်လာသလိုပဲအဖေအနေကလည်းလှုပ်ရှားလာပါတယ်။အဖေအနေကတသားပြားကြီးအနေဒါရဲထွက်လာပါတယ်။အဖေအနေကထပ်ပေါ်လာ ာနဲ့အမျှပီတာထောင်ရှိတဲ့မင်းနတဲ့ပန်းကြီးငါးပွင့်ရလေလီဟာနီယာနေပေါ်လာပါတယ်ထိုမင်းနတဲ့ပန်းကြီးငါးပွင့်ရထူးဆန်းတဲ့အချိန်မှာမျိုးကိုထုတ်လွှင့်နေပါတယ်ပန်းတပွင့်ရရှီယုံနှဖျားရဲ့လက်ချောင်းစီကိုဓာတ်ရဲဥတီသွားပါတယ်ပန်းရဲ့အလဲဘူကပါဇက်လိုမျိုးပွင့်ဟလာပြီးအစ်ဆရဲစွန်ရည်မျိုးကိုထုတ်လွှင့်လိုက်ပါတယ်ကျန်တဲ့ပန်းလင်းပွင့်ရလေပါဇက်ဒီလိုပွင့်လာပြီးမင်းနတဲ့အမှုိမျိုးကိုထုတ်လွှင့်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲတသားပြားကြီးရဲ့မျိုးလုံးကြီးကအနီအောင်တောက်ပါလာပြီးအသက်ဝင်လာသလိုဖြစ်သွားပါတယ်တခုခုကိုပွေဖက်ဖို့ပုံစံနဲ့လက်တွေကိုဖျန့်ချလိုက်ပါတယ်ပြီးတော့မင်းနတဲ့အမှုိထဲကိုဝင်ရောက်သွားပြီးရှီယုံနှဖျားရဲ့လက်ချောင်းကိုဓာတ်ရဲကန်ကြီးလိုက်ပါတယ်မ မင်းနဲ့နေတဲ့မင်းကြောင်းနေရာသူ့ရဲ့ခန္ဓာကိုယ်ကနေထွက်လာပြီးရှီအောင်နှဖျားရဲ့လက်ထောင်းကိုဖုံးသွားပါတယ်။ဝမ်လင်းကအဝေးကနေထုံမြင်ကွင်းကိုမြင်တော့လောင်ပြောင်ပြောင်းပြုံးလိုက်ပါတယ်။ရှီအောင်နှဖျားရဲ့လက်ထောင်းကိုဒလောက်လူလက်ကူနဲ့ချုပ်ဖြတ်နိုင်မယ်ဆိုရင်ကောင်းဝေးတစ်ခွင့်ကျဉ်းကျန်သူတွေကလာမင်းဖိမှန်ဆောင်းမွေကိုဒီကိုခေါ်လာဖို့အတွက်အလောက်ထိစူးစမ်းခဲ့မှာမဟုတ်ပါဘူး။လာမင်းဖိမှန်ဆောင်းမွေကကောင်းဝေးတစ်ခွင့်ကထိုးစိပွဲအတွက်ပြင်ဆင်ထားတဲ့အစွမ်းထက်ဆုံးလက်နက်လို့သတ်မှတ်နိုင်ပါတယ်။ဝမ်လင်းရဲ့အကြီးကအဝေးမှရှိတဲ့တစ်သားပြားကြီးပေါ်ကိုကြောက်ရွံ့သွားပါတယ်။ ရှေးကိုတုံးဝင်တာလွယ်လို့အခြားလုံးနေတာရှိမယ်လို့ငါမထင်ဘူး။အဲ့ဒီအပေါ်မှာအကြာကြီးရက်နေရင်တော့အထဲမှာတစ်ခုခုကရှိနေတယ်လို့ခံစားရလိမ့်မယ်။အတွေးပေါင်းဆောင်ကလည်းသူ့ရဲ့ခေါင်းထဲမှာဖျက်ခနဲပေါ်လာပါရင်ကျေစူးစင်းနှစ်ခုကြားတိုက်ပွဲရသူ့ရဲ့အမြင်ကိုအဆုံးမရှိချေထွင်းပေးနေပါရင်ထိုရာအလုံးကသူ့အတွက်ရန်ဦးမှအရေးကြီးပါရင်ဘာလို့လဲဆိုတော့အတွေးကြုံရင်ကျက်တဲ့ဆရာကြီးနဲ့ရှင်သူ့ရဲ့ကြင်ကြံချိန်ကရန်ဦးမှတိုးတောင်းပါရင်ထို့ကြောင့်သူတို့လောက်အသိဉာဏ်ပညာမရှိသေးပါဘူး။ ထိုကဲ့သို့ကြီးမားတဲ့တိုက်ပွဲကရတနာပစီနဲ့နိပညာတို့ရဲ့ပြပွဲလို့ပါပဲဝလင်းကထိုအချက်လက်အလုံးကိုဆွေးယူပြီးနိဗ္ဗာန်တန်းစင်သူနဲ့နိဗ္ဗာန်ဖြစ်စီရှင်အစဉ်ကျဉ်းကျဉ်သူတွေရဲ့အဆောင်းကိုလည်းတရှိလိုက်ပါတယ်ထိုစစ်ပွဲရတာမရှိရင်ဝလင်းအတွက်ထိုရာတွေကိုတရှိဖို့ဆိုတာအရန်အောင်မှခက်ခဲမှာပါယခုချိန်မှာအနည်းဆုံးနှစိုးသူတော်စင်ကရတနာပစီကိုတုံပြီးရှီအောင်နှဖျားရဲ့လက်ချောင်းကိုတားစီလိုက်ပါတယ်ရှီအောင်နှဖျားရဲ့လက်ချောင်းကိုတားစီလိုက်ပါတယ်မဟာမိတ်ဘက်ကကြံတဲ့တန်းစင်ရုပ်လောင်စေကောင်ကလည်းအော်ဟစ်ပြီးတွန်းဝင်လာကြပါတယ်ငွေရောင်အလောင်းနှောက်ကောင်ကကျန်တာတွေထပ်ပို့ပြီးတော့မြန်ပါတယ်ဒူဝရင်အလုံးပေါင်းလိုက်ရင်တော့ရှီအောင်နှဖျားရဲ့လက်ချောင်းကိုရှင်းလို့မရ ားပါဘူး။လာမင်းဖိမန်ဆောင်းမွေရလဲတိုးဝင်လာပြီးထပ်ပြီးတော့အော်ဟစ်လိုက်ပါတယ်။သူ့ရဲ့အော်တန်ကလီဟာနယ်တစ်ခုလုံးတလုံးစီပါတယ်။တင်းကျပ်မှုအားနေတဲ့သူတွေကတော့ရှောင်းတင်းရပါတယ်။မဟုတ်ရင်ပြင်းထန်စွာနဲ့ဒဏ်ရာရနိုင်ပါတယ်။လာမင်းဖိမန်ဆောင်းမွေရဲ့အော်တန်ကအခြားလူတွေအတွက်တော့အော်တန်တစ်ခုပါပဲ။ဒူဝါနဲ့ဝန်လင်းရဲ့နားထဲကိုရောက်တော့လုံအောင်ကိုကွဲပြားတဲ့အထိပ္ပယ်ကရှိနေပါတယ်။ဝန်လင်းရဲ့မျက်နှာမူကပြောင်းလဲသွားပြီးတွန့်ဆုတ်ခြင်းမရှိပဲလက်တွေကိုလှုပ်ရှားကသူ့ရဲ့ရှေ့မှာကန့်သက်ချက်ပုံများစွာကိုချမှတ်လိုက်ပါတယ်။ရှီအောင်နဲ့ဖျားမီးဖို့ကလည်းသူ့ရဲ့ပလက်မှာပေါ်လာပြီးမြန်ဆန်နဲ့ဆုတ်ခွာသွားပါတယ်။ဆုတ်ခွာလိုက်တာနဲ့လာမင်းဖိမန်ဆောင်းမွေရဲ့အော်တန်ကြောင့်အနေအောင် နှဆိုးသူတော်စင်နဲ့တန်းစင်ရုပ်လောင်းတွေကိုကင်တွယ်နေတဲ့ရှီယုံနှဖျားရဲ့လက်ထုံကပောက်ကွဲသွားပါတယ်။ရှီယုံနှဖျားရဲ့လက်ထုံရဲ့ပောက်ကွဲမှုကိုရှင်းပြဖို့မဖြစ်နိုင်ပါဘူး။ကီလိုမီတာ9000အတွင်းကအရာအလုံးကဆုပ်ပဲသွားသလိုပဲကျင်းညက်သူအများပြားရဲ့အဟိတန်အလေထွက်လာပြီးအကွဲချောင်းတွေကိုဆုပ်ယူခံလိုက်ရကပြက်ကွက်သွားပါတယ်။ကျင်းညက်သူများစွာထိတ်လန့်ကြားနဲ့ဆုတ်ခွက်သွားပါတယ်။သူတို့ကိုသူတို့နှိကွေးလုံးနာကိုပဲပြစ်တင်ကြပါတယ်။လာမင်းဖိမ့်မှန်ဆောင်းဝေးတကောင်တွေကပဲထိခိုက်မှုမရှိပါဘူး။ရှီယုံတုံးဝင်လာပြီးရေပွဲလက်တွေနဲ့တပြက်မှုတွေကိုစတင်လိုက်ပါတယ်။ပောက်ကွဲမှုရဲ့အလေပေါ်မှာရှိတဲ့အနေအောင်နှဆိုးသူတော်စင်ကတွေးရအများကြီးကိုထွေးထုတ်ပြီးနောက်ကိုလစ်စင်သွားပါ ားတယ်။သူရဲ့နှစ်ပေါင်းများစွာကျဉ်ကျဉ်လာတဲ့ဘွားမှာဒီလိုအဖြစ်မျိုးမကြုံဘူးပေါ့။သူရဲ့ခန္ဓာကိုယ်ကလည်းပြင်းထန်စွာနဲ့ထိခိုက်ပြီးပြိုကွဲလူနေပါဖြစ်သွားပါတယ်။လက်ရှိအချိန်မှာသူကအာန်းတင်းနေပါတယ်။သူရဲ့ကျဉ်ကျဉ်မှုဘွားတစ်လျှောက်လုံးမှာဒီလောက်ဆွန့်ထက်တဲ့တားရဲမျိုးကိုမတွေ့ဘူးပေါ့။သူကသွေးများကိုထွေးထုတ်ပြီးရင်တော့အယူလူမျိုးထွက်ပြေးသွားပါတယ်။တန်းစဉ်ရုပ်လောင်းတွေအတွက်တော့ငွေအောင်လောင်းကလွယ်လို့ကျန်တဲ့လောင်းတွေဟာရှီအောင်နှဖျားရဲ့လက်ချောင်းကိုလုံးဝခိုးခံနိုင်စွာမရှိကြပါဘူး။သွေးအလုံးအထွေးတွေဖြည့်ပောက်ကွဲပြီးလေဟာနယ်ထဲကိုဆွဲယူခံရရပါတယ်။ငွေအောင်လောင်းနှကောင်ကတော့နောက်ကိုလွှင့်သွားပြီးသူတို့ရဲ့ခန္ဓာကိုယ်ကတန်ကြိုးတွေဟာပြုတ်ကွဲသွားကမင်းနဲ့တဲ့သွေး င်းများကိုထွေးထုတ်လိုက်ကြပါတယ်။လှပတဲ့အမျိုးသမီးအလောင်းကလည်းဝင်လင်းစီးကိုဓာတ်ရိုက်တိုးဝင်လာပါတယ်။ ီလိုယတနာမျိုးကငါအတွက်ပဲဖြစ်တဲ့ဝင်လင်းရဲ့မျိုးလုံးကြီးကတောက်ပွားလာပါတယ်သူကအမျိုးသမီးအလောင်းအတာမကချိုးပဲနေတဲ့တသားပြားဥပါကြည့်လိုက်ပါရင်ထိုအချိန်မျိုးဝင်လင်းကအယုံဆုံးသတိထားမိလို့ချိုးတင်ပြင်ဆင်ထားပြီးသားပါရှေးအောင်နှဖျားရဲ့လက်ချောင်းကပောက်ကွဲခန့်ဒီမှာရှောင်းတင်းပြီးရှေးအောင်နှဖျားရဲ့မိဖို့အသက်သွင်းထားပါတယ်ထိုကြောင့်သူကတိတ်ပြီးတော့မထိခိုက်ပါဘူးလာမင်းဖိမန့်ဆောင်းမျိုးကြည့်ပြီးတော့သူ့စီကိုပြစ်လိုက်တဲ့အမျိုးသမီးအလောင်းကိုကြည့်လိုက်ပါရင်တန်းစင်အလောင်းကိုသူကပထမဆုံးမြေတွေ့တဲ့အချိန်မှာလူယူဖို့အတွက်အကြံရခဲ့ပါတယ် ြေအောင်နှဖျားလက်ချောင်းကပောက်ခွဲတဲ့အခါငွေအောင်လောင်းကသူ့ရဲ့ဥတီယာကိုတမင်ပြောင်းလိုက်ပါတယ်ငွေအောင်လောင်းတို့ခုထဲကအမျိုးသားရဲ့အလောင်းကအကြီးကျယ်ပျက်စီးနေလို့ဝလင်းကဆွန့်ပစ်လိုက်ပါတယ်အမျိုးသမီးရဲ့အလောင်းကလည်းပျက်စီးနေပေမဲ့အမျိုးသားရဲ့အလောင်းထက်တော့အများကြီးပိုကောင်းတဲ့အခြေအနေမှာရှိနေပါတယ်စစ်ပွဲမှာပေါဝင်နေရဆိုတော့ရတနာတစ်ခုကိုယူရင်တော့ဘသူကမှဘာမှမပြောဘူးအထူးသဖြင့်တိုက်ပွဲကဒီလောက်ထိရှုပ်ထွေးနေတဲ့အချိန်မှာကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်